ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့မျိုးဥ Family YouTube Channel လေးကနေရန်လေးကြိုဆိုလိုက်ပါရခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုံးပြတင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်စာရေးဆရာဆရာကြီး James La Jo ဤမောင်ရမောင်မမမဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းရှင်နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေတူလိုက်ပါနာဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာအခန်း၂၄ ။ဧရာဝတီအရှိဘကန်းရှိအဝါမျိုးနဲ့နေသောရွာမှန်သမျှမှာကိုရင်မောင်လှေတက်နှင့်သွာလာကုတန်ပူသောရွာများကြီးဖြစ်၍ထိုရွာများကိုကိုရင်မောင်မဝင်ဝင်သဖြင့်ညချင်းသာလျင်ခရီးသွား၍နေအချိန်မှာတော်တွင်ပုံအောင်လျက်သွားရသောကြောင့်ညစွာခရီးဖြင့်၏။ညအခါတွင်သောတာတရိษံယံနေအခါတွင်လူသားယံကို ကြောက်ရွံ့စိုးရင်ရသည်ဖြင့်လဲစိတ်ဤဆင်းရဲခြင်းကိုဤဆင်းရဲခြင်းများစွာဖြစ်ပွားအတိဒုက္ခရောက်၏အဝါမျိုးနှင့်ကြောက်တလုံးရသည် မြားစွာခရီးမလန်မကန်းတော်လဲသုံးရတာလမ်းတွင်အေး၍သွားမှ၎င်းရွာသို့ရောက်သည်ဖြင့်လေစိမ့်နှင့်ကံလန်သောဘုံကြီးကျောင်းတစ်ကျောင်းတွင်ဝင်ကားတဲခိုရ၏ထိုကျောင်းတစ်လုံးရွာတွင်ညလဲပြလျင်လူသူလေးပါးစုရုံ၍ကြီးစုကြကအသည့်အကျွမ်းဟောင်းများနှင့်တွေ့ဆုံမိမိဆိုသောကြောင့်မိမိအလိုရှိရာဆန်စားငပိငချောင်းများကိုဝယ်ချမ်းပြီးနောက်တညတာမြအိပ်ပြီးလျင်တောင်သို့ရှေးရှုသွားပြန်၏ ဤခရီး၌လည်းရခင်ခရီးမှာကဲ့သို့ပင်ကိုယ်တိုင်ရောက်ပေါက်ဖူးသောရွာကြီးများကိုကွင်းရှောင်၍သွားရသောကြောင့်လန်ခီတွင်နှရအိမ်မှတလုံးမျိုးသို့ဆိုက်ရောက်၏၎င်းမျိုးတို့များစွာဝင်လို့သည့်ဆန္ဒမရှိတော်လဲခရီးပန်းဒီကတကြောင်လန်ခီတွင် စားတော့ရသော အစာအစာမကောင်းမလုံလောက်သည့်ဖြင့်အာဟင်ကုန်ခန်းဒီတကြောင်ကြောင့်လူသူအသွားလာနေပါမည်ဘုန်းကြီးကြောင်တကြောင်တွင်တဲခိုရန်ဝင်ရောက်ရာမကြမ်းမမာသူဘုန်းကြီးတစ်ပါးကိုမြင်လျင်ကိုရင်မောင်သည်ဤသို့အောက်မေ့၏ငါကား ဤဖုံတော်ကြီးမကြမ်းမမာဒီကိုမြင်လျင်ဝန္တာအာရရှိသည်ဤကဲ့သို့သူတစ်ပါးမကြမ်းမမာဒီကိုမြင်လိုသောဆန္ဒသည်မုတ်ချဒုစရိုက်ဖြစ်သည်ငါဝန္တာအာရရှိသည်အကြောင်းရင်းကစစ်ပေါ်၍ဆင်ញင်သောအခြားကြောင့်မဟုတ်ဤပုဂ္ဂိုလ်ကျမ်းမာလျက်ရှိနေသောငါဤအကုသကိုသူမခံရသဖြင့်ငါမှကျေးဇူးမထွန်းယခုသူမကြမ်းမမာရှိနေသဖြင့်ငါကုသ၍ယောဂပြောက်ကင်းသောထိုပုဂ္ဂိုလ်သည်ငါအားကျေးဇူးတင်အံ့သည်သင်ကဲ့သို့ယေရှုတင်ကလည်းငါ၌ငွေကြေးအလိုမရှိတော့လဲ အခြားတဏိနီတဖုံဖုံအားဖြင့်ကျေးဇူးဖြစ်ထွန်းရန်ရှိခြင်းကြောင့်သာလျှင်ငါဝမ်းမြောက်ခြင်းဖြစ်သည်ကိုယ်ကောင်းစေခြင်းငါသူတစ်ပါးမကောင်းသည်ကို မြင်လိုသည်ငါကသူရုပ်မှစင်စစ်ဖြစ်တော်သည်ဟုအောက်မေ့မိသို့တော်လည်းသူမမာကို ကြည့်ရှု ကုမရခြင်းဤတန်လျာအကျိုးကျေးဇူးထူးခြားသည်ကိုတရိယာရှိပြန်သည့်ပြင်သူနာတဟုကိုမြင်လျင်ကိုယ်ကုသနိုင်ပါလျက်နှင့်လစ်လျူရှု၍မသွားရနိုင်သဖြင့်တောင်းတဘိုးများကိုတင့်ရနေရ၌ထားပြီးကာလဖုံးတော်ကြီးပါသို့ကြည့်ရှုချင်းကပ်သွား၏ ဥယျာဉ်မောင်သည်အထက်ကဇောကတိအတိုင်းမကြမ်းမမာရှိသူဘုံတော်ကြီးအပါတို့ချင်းကပ်၍ရောက်လျင်ထိုဘုံတော်ကြီးသည်ခြေလက်ကုတ်ကွေးကားဖြင့်ညစွာလူလဲ၏၎င်းနောက်အတန်ငယ်ငြိမ်စိတ်ရှိလျင်ကိုတော်ဘဲတို့ရှိပါသည်နိမေ၏ဘုံတော်ကြီးလည်းမြည်သူဖြစ်သည်နိပြန်၍မေးသည်ဖြင့်ကိုယျာဉ်မောင်ကအယဝေကအာဂန္တုဖြစ်ကြောင်းကိုလျှောက်လျင်ဘုံတော်ကြီးကလည်းအာဂန္တုမှန်ပါကငါအပါတို့မလာလိမ့်နှင့်တကားလူရာကိုယ်သာရှောင်ရှား၍နေငါယောဂါကအချားမဟုတ်ကာလကယောဂါဖြစ်သည် အမြန်တင်းရှောင်းလေဟူ၍ဆိုလျင်ရုတ်တရက်ရှောင်းတခင်အားဖြင့်ကိုရင်မောင်သည်အသက်နှလုံးတုန်လှုပ်ခြင်းဖြစ်၏ဒီကဲ့သို့တုန်လှုပ်ခြင်းဖြစ်ရာ၌မိမိကိုယ်ကိုစိုးရင်ကြောင်းကြခြင်းတတ်သက်ကြောင့်မဟုတ်မိမိကိုယ်မွေးစားသောအဖေလေတကြီးဥဘိုးအိုသည်ထိုယောဂါကပ်ရောက်သည်ဖြင့်လွင်မင်းစွာဝေဒနာခံစားပြီးသည့်နောက်မိမိမျက်မှောက်မိမိလက်ပေါ်တွင်ပင်အသက်ပျောက်ဆုံးရှာသည့်အရာများကိုယမန်နေကများဖြစ်ပွားပြီးတကဲ့သို့ကွက်ကွက်ကွန်းကွန်းစိတ်အာယုံတွင်ထင်မြင်မိသောကြောင့်တုန်လှုပ်ခြင်းဖြစ်၏ ကိုရင်မောင်၌အဖဥပါလာထောင်တွင်တွင်တင်ကြားထားခဲ့သောဇိနီများနှင့်မွေကိုက်ကူဇိနီခွေယူကိုက်ကူဇိနီကာလာယောဂါကူဇိနီဇိနီ၃နီးအထူးရှိသည့်အပြင်ရွှေဘိုတပရင်အရာများတွင်ခိုအောင်နေထိုင်စဉ်အခါကပင်ထိုဆေးသုံးပါးကိုအသင့်ဖော်လုပ်ဆောင်ထားသည်ဖြင့်မိမိတောင်းတွင်ရှိဆေးအိတ်၌အသင့်ပါလာသောကြောင့်ဆိုင်ရာဆေးကိုလွယ်လင်းတကူယူငင်၍ဖုံတော်ကြီးအားတိုက်ကြွေးထို့ပြင် ကာလာယောဂါတွင်ထက်ကြပါမြဲဖြစ်သောဝမ်ကြောတလုံးခြေလက်တို့တွင် ကြွက်တတ်သည့်အရာကိုတတ်တာခွင့်ရလေအောင်အုပ်ဘူးချက်ထုတ်ထိုးပြီးကာလတင်ရဆေးများကိုလိန်ကြံ၍ပေးထိုနေ့ညပင်လျင်ကျောင်းတကာတယောက်သည်ဘုံတော်ကြီး၌ကာလယောဂါကပ်ရောက်သည်ကိုသိရှိသည့်ဖြင့်ပြန်တော်မူပြီးအထင်နှင့်ကျောင်းသို့လာရောက်ကြည့်ရှုရာဒုနာမမသေးသည့်ဓမ္မကကြွက်တဲ့ချင်းဝမ်းတဲ့ချင်းတို့သည် ကင်းပြောင်း၍များစွာတတ်တာခွင့်ရရှိသည်ကိုမြင်လျင်လွင်စွာအံ့ဩ၏ထိုနေ့က၃ရက်ကြာရှိလျင်ထိုဘုံကြီးသည်ကျောင်းကျမ်းပြင်တွင်ဇင်ညာလျှောက်သွားနိုင်၏ ထိုကာကာလ၌သို့ကဲ့သောယောဂါဆိုသည်တလုံးမျိုး၌များစွာသောလူတို့တွင်ကဲ့ရောက်ဖြစ်စီခြင်းကြောင့်နေ့စဉ်ပင်ယောက်ျားမိန်းမလူကြီးကလေးတို့သည်သိကြပျက်စီးကြသဖြင့်ဘုန်းတော်ကြီးကိုကိုယ်ရင်ပေါင်းကုသ၍ယောဂါပြောက်ကင်းလျင်ထိုသတင်းသည်ရရွာတွင်၌လင်းမြန်စွာကျင်ညာခြင်းဖြစ်ရာကလူအပေါင်းတို့သည်ကိုယ်ရင်ပေါင်းအားများစွာလာရောက်ခေါင်းငင်ကြ၏ကိုယ်ရင်ပေါင်းလည်းအဖို့ကမတောင်းမယူပဲကုသိုလ်ဖြစ်လိုက်၍ကုသရာဒီကဲ့သို့ကိုရင်မကုသသမျှမှာလည်း ယောဂါဖီစီသည်အစကကုသရလျင်ဖိတ်စင်သည့်အရာလွန်စွာနေပါ၍အသက်ရှင်သူသားလျင် များပြ၏ကိုရင်မောင်ဒီကဲ့သို့ချိန်ပံများစွာရရွာတဲ့သို့ဆေးအကူအသသွားရောက်သည့်အရာ၌တီကျွမ်းဟောင်းနှင့်တွေ့ချိန်မီကိုစိုးရင်ချင်းအနေငယ်များကင်း၍စွန်စားသွားရောက်ဝင်သည့်အကြောင်းကားမိမိမျက်လက်ကိရိယာများနှင့်တခါတရံအသုံးပြုသောနှုတ်ခမ်းမွေးတစ်ခုသည်ရှိသည်ဖြင့်တလုံးမျိုးတွင်သို့မဝင်မီကပင်ထိုနှုတ်ခမ်းမွေးကိုမိမိနှုတ်ခမ်း၌ဆင်ရင်ထားသည်ဖြင့် ဒီဟောင်းကျွမ်းဟောင်းနဲ့တွေ့ဆုံမိကသူအရင်ကိုကတိလက်မီကိုယုံကြည်စိတ်ချသောကြောင့်ရရာတွင်သို့သွားဝင်လာဝင်ရှိထို့နောက်15ရက်ခန့်ကြာရှိလျင်ဘုန်းတော်ကြီးလည်းကောင်းမွန်စွာကျမ်းမာပြီးဖြစ်၍နှစ်ဖြန်တလုံးမျိုးမှထွက်ခွာမီကြံစီရှိနေသည့်အတွင်သို့ကဲ့သို့ကာလယောဂါသည်ကိုရင်မောင်ကိုတွင်ကုဆက်ကပ်ရောက်လာ၏ကိုရင်မောင်လည်းအထုတရီကောင်းသည့်ဖြင့်မိမိအားမိသို့ကုသပါ၍စေနေတော်ကဘုန်းတော်ကြီးသို့အပြည့်လျင်မှားထားရာဘုန်းတော်ကြီးပြုစုရသောကြောင့်အတ္တမချမ်းသာရာရတော်လည်း ကိုရင်မောင်သည်ယောဂပြောက်ကင်းပြီးသည့်နောက်ချိန်နယ်သောယောဂဆွဲကပ်၍မသွားမလာနိုင်တဏှာမှတဏှာသို့တောင်းဝေးကိုင်းမှဆွေပြောင်းနိုင်သည်ဖြင့်ဒုဖုန်ကြီးကြောင့်တွင်ပင်နှစ်လကျော်သုံးလခန့်ရတန်လျက်နေရရှာ၏အခန်း၂၀၄တလုံးမျိုးတွင်ကိုရင်မောင်သည်ကဲ့သို့မကြမ်းမမာရှိနေသည့်အတွင်အဝါမျိုးတွင်အမိမဖားဥရွှေဘုံမျိုးတွင်မဇော့တင်တို့သည်မြည်တို့ဖြစ်ပြကြသည်ကိုအနှဲငယ်မြပြဆိုပေအောင်ဟန်မဖားဥလည်းကိုရင်မောင်မာထားခဲ့သည့်အတိုင်း ကိုရင်မောင်အဝမျိုးမှထွက်ခွာသွားသည်ကားကို၁ရက်၁၅ရက်ခန့်ကြာရှိလျင်တောင်ပီလာဆရာတော်ကျောင်းကပ္ပယာကြီးဥဖြူတုတ်ထံတည်တည်လက်ဆောင်များနှင့်သွားရောက်၏ဥဖြူတုတ်ကမေးမြန်းသောကြောင့်မောင်ဘိုးရင်၏အမိဖြစ်ကြောင်းနှင့်မဖာဦးကပြောပြလျင်အာရဝန္တာခရီးဥဂျိုဆိုလက်ခံပြီးမှ လောကဝိကုပြု၏ထို့နောက်ကိုရင်မောင်အကြောင်းကိုပြောဆိုကြရာကိုရင်မောင်သွားမည့်လမ်းစဉ်ကိုကိုရင်မောင်ပြောထားသောကြောင့်ဥဖြူတုတ်သိရှိသည့်ဖြင့်ယခုအခါမြည်သည့်ရရွာသို့ရောက်တန်သင့်သည်ဟု၍နှစ်ဦးလုံးပင် မှန်တမ်းတွေ့တော့ကြပြီးသည့်နောက်မဖာဥကိုတောင်းပီလာဆရာတော်ဘုရားလည်းအာရဝန္တာရှိတော်မူသောကြောင့်အစစအရာရာတွင်ဆရာတော်နှင့်တကားတကားကြီးဥပြုတော့ကိုပါအာကိုပြုလေတော်ဟုမှားထားတော်မူ၏တောနမဖာဥပြန်လျင်ဥပြုတော့သည်မဖာဥအားစားသုံးရန်ငွေကြေးထောင်မသည့်ပြင်သခိုင်းမျိုးတို့အရောက်လက်ဖြင့်ပို့စေ၏တော်နေကနှစ်ရက်ကြာရှိပြန်လျင်ဥပြုတော့သည်အဝမျိုးမဖာဥအိမ်တို့တပြိလက်သားများနှင့်တကားသွားရောက်၏ဒီကဲ့သို့သွားရောက်ရာတွင်မဖာဥဆင်းရဲနံပါတ်လာသည်ဖြင့် တဲဘုံနဲ့နေရသည်ကိုမြင်လျင်တင်များကိုဝယ်စီပြီးမှပျက်စီးရွရင်လျက်ရှိသောထန်းလက်တဲကိုဖြဲ့၍၎င်းနေရာတွင်အင်ငယ်တဆောင်ကိုကိုယ်တိုင်ကြည့်ချက်ဆောက်လုပ်ပေးရာသုံးရက်ခန့်ကြာ၍အင်ပြီးစီးမှပြန်သွား၏၎င်းတော်လည်းဥပြုတို့သည်ဆယ်ရက်တစ်ကြိမ်၅ရက်တစ်ကြိမ်များမဖောက်ဥထံလာ၍နှစ်ယောက်ချင်းအချင်းချင်းဒီလိုစကားပြောဆိုကြသည်ကိုအရထက်ကမိမကြီးငယ်တို့မြင်လျင်မိမတို့ဘာဝအနီးနီးအပုံပုံအလွယ်လွယ်အချောချောတွေ့ထင်ကြ၏ အကျိုးသောမိမာများကမှဝန်တွင်တွင် မြို့သိရွေမထားနိုင်တိုက်ရိုက်လဲမမေ့ဝင်သောကြောင့်တနေ့တနေ့တူသောမိမာသည်မဖောက်အင်းတို့လာပြီးလင်အမေဥပြုတို့သဘောတကားရာကောင်းပါ၏လောဟုမေ့၏မဖောက်အူလဲသဘောရုပ်ဖြစ်ရာကမေသူ၏အရေးနမိတ်ကိုဂရုပြုမိတော်လဲအလွန်မှသဘောကောင်းသောကြောင့်သာလျှင်အိမ်ယာပင်ဆောက်လုပ်ပေးပေသည်မဟုတ်လောဟုပြန်ပြော၏ကွယ်လွန်သူဥပုပ်အုံနှင့်မြေသူကသာ၍သဘောကောင်းပါသည်ဟုမေးပြန်လျှင်မဖောက်အူသည် ယခုအခါဥပုပ်ဟူအကြောင်းစား၍မပြောလာပါနှင့်အမေလွန်စွာစိတ်မကောင်းဖြစ်သည်ဟူ၍ပြန်ပြောလိုက်ကာလတို့မိမလည်းမိမိတွေးထင်တိုင်းမှန်ပြီဟုစိတ်ချပြီလျင်မဖားဟုလင်ယူတော့မည်ဟုရရရတွင်ပြန်နှံ့အောင်တရင်ကျင်ရာ၏ထိုစကားကိုမမေမကြားလျင်မဖားဟုကိုအမိရင်ကဲ့သို့ချစ်ခင်ကျင်နာတနာကရုဏာတည်ရင်ရှိသည်ဖြစ်၍ဟုတ်မှန်လင်လည်းမဖားဟုမှာအာကိုမိကိုရာသူတယောက်ရရဤဟုအောင်းမေတော်လည်းမဖားဟုအိမ်တော်ပြုလိုက်မည်ဟု၍မထင်သောကြောင့် ိမ်တို့လာရောက်မဖောက်ဦးအရေးကြီးနေပုံထိုင်ပုံကိုချင်းချင်းရာမဟုတ်ကြောင့်သိရှိလျင်ရှိကားတဲ့ကရုဏာတက်ဝင်သည်ဖြင့်မမေမသည်မဖောက်ဦးအိမ်တို့နေစဉ်လာရောက်အလုတ်အကင်လုတ်ကင်ရန်ရှိသည်များတွင်ကူပန့်လုတ်ကင်ပေးဥဖြူတော့ကကိုတိုင်ကလာသားဖြစ်ခဲ့မှုသည့်ဖြင့်ဘ ഹു တုဒအကြမြင်များပြားအဆအဆအရာရာတွင်တတိပြုတတ်သောသူဖြစ်သည်ဖြင့်မဖောက်ဦးအိမ်တို့မိမိလာတိုင်းလာတိုင်းအနီးနားရှိအိမ်များမှမိမာများသည် အထုဝရိယစိုက်ထုတ်၍မိမိနှင့်မဘာဦးနှစ်ဦးတို့ကိုချောင်းမြောင်းကြည့်ရှုသည်ကိုမြင်ကားများဖြင့်၎င်းမိမှများသည်အလွယ်လွယ်ထင်မှတ်လျက်ရှိကြကြောင်းကိုသိ၎င်းကြောင့်ကိုမဘာဦးအပြောကြားပြီးလျင်ဤသို့သတိပေး၏။ကျောင်းအမကျွတ်တို့နှစ်ဦးလုံး၌ဦးကြီးဦးမအိမ်တော်ပြုလိုသောဆန္ဒလည်းစိုးစင်းများမရှိကြ။ယခုမှအရက်ကအလွယ်လွယ်ထင်ကြသည်မှာ အရှိကိုဆင်ရင်သည်ရှိသောမောင်ရင်မောင်ကောင်းဖို့များဖြစ်သည်။ တို့ဖြစ်သောကြောင့်သူတို့ကအထင်လွဲသည့်အရာများကိုဂယုမပြုပါနှင့်နေမဲသာနေပါဟုမာထား၏မခဟုဒံဥဖြူတို့ဒီကဲ့သို့မကြမကြလာရောက်ထောင်းပါသည့်အရာကိုချောင်းမြောင်းကြည့်ရှု၍အကဲခတ်ကြသည့်အရာ၌ယခင်ဆိုခဲ့သောမိမာများကြီးသာမဟုတ်အခြားသောမိမာများလည်းအကဲခတ်ကြလေသည်ထိုမိမာများမှာယောက်ျားနှင့်မိမအိမ်တော်တဲ့ကိစ္စတွင်မိမာတိုင်းတို့၏ဘာဝဝါရရှိသောကြောင့်သာလျှင်ပြုလုပ်ကြသည့်အရာဖြစ်သည်မောင်မြတ်သားမကဒီကဲ့သို့ပြောပါလို့ရမဟုတ် ။ဩယံမန်ကိုထောင်ထဲတွင်ချုပ်နှောင်ထားရမှလူရှင်ကိုလူတွေမှတ်၍ရေထဲသို့ချလိုက်မိသောကြောင့်ကိုယံမောင်ဒေဗီဟူသောစကားကြားနာရသည့်အခါကပင်လျှင်ရေကူးအရာ၌ကိုယံမောင်သည်အထူးသဖြင့်စွမ်းတန်သူဖြစ်ကြောင်းကိုတရိယာသဖြင့်ကိုယံမောင်ဒေဗီဟူ၍စိတ်မချ။အသက်ရှိလျက်ရှိလေအုံမြီဟူ၍သာထင်သောကြောင့်ဘဂာများကကိုရင်မောင်ကိုရေတို့ချသောအနာသာနှစ်ယောက်ထံကိုရင်သွားရောက်ငွေကြေးပေးခြင်းထိုင်ရဲ့အရက်တိုက်ခြင်းအပြင် ။ချမမေးမြန်းရာအာနာသာတို့ကလည်းကိုရင်မောင်ကိုကိုမိမိတို့ကိုယ်တိုင်အိတ်ဆွေ၍အိတ်တွင်းတို့ခဲကြောက်အမြောင်များလေးလံစွာပြည်တွင်ပြီးမှမိမိတို့ကိုယ်တိုင်ရေထဲသို့ချရာမိမိမျက်မှောက်တွင်ပင်ရေ၌မြုပ်သွားသည်သာမကပြန်၍လည်းမပေါ်လာကြောင်းနှင့်ကျန်တစ္စာချင်းဆို၍အတန်တန်ပြောမှအနှဲ့ငယ်စေအေးတော်လဲစိတ်လုံးလုံးမချနိုင်သည်ဖြင့်မဖောက်ဦးအင်ကိုအစဉ်သဖြင့်တစည်းစောင်းတတိပြု၍ချောင်းမြောင်းကြည့်ရှုကားနေ၏ဒီကဲ့သို့ကြည့်ရှုနေသည့်အတွင်တောင်ပီလာဆရာတော်ဤခမည်းတော်ဥပြုတော်သည့် နောင်နောင်ကမတိကျွမ်းဘူးပဲလျက်ရုတ်တရက်ရောက်လာပြီလျင်မောင်ရင်မောင်အမိမဖားဦးကိုကြည့်ရှုဆောင်မအင်အားဆောက်ပေးုံများမကရန်ဖန်ရန်ခါလာရောက်ကူပန့်သည်များကိုတွေ့မြင်ရလျင် မောင်မြတ်သာတွေ့ထင်သည်မှာမောင်ရင်မောင်ကမုတ်ချာအားဖြင့်အသက်ရှိလျက်ရှိသည်သူကိုဥဖြူတို့လျှော့ဝှက်ထားသည်ဖြစ်မည်ဥဖြူတို့လျှော့ဝှက်ထားလျင်လည်းအရက်ဝဲတွင်မဝဲတောင်ဖီလာကျောင်းအနီးအနားတွင်ပင်ဝှက်မည် ယခုဥပြုတော်သည်မဖားဥထံမကြမကြလာရောက်သည်မှာမဖားဥကိုချစ်ကြ၍လာသည်ဟု၍အရကထင်ကြသည့်အရာမမှန်။မောင်ရမောင်ကဆေလွေသောကြောင့်မောင်ရမောင်ကိုယ်စလဲပြုလို့၍လာသည်မုတ်ချဖြစ်မည်။ငါတတိပြု၍ကြည့်ရှုမှသိမည်ဟုအကြံပြု၏။အခန်း23ဒီကဲ့သို့တတိပြုလျက်နေရာတွင်မမေမသည်မဖားဥအိမ်သို့နေစဉ်သွားသည်ကိုမောင်မြတ်သားမြင်မြန်လျင်မမေမကမောင်ရင်မောင်မတိချောင်းကိုတီး၍မောင်ရင်မောင်နှင့်တွေ့ဆုံရအောင်မဖားဥအိမ်သို့သွားရသည်ဟုတွေးထင်၏ မောင်မြတ်သားသည်လွန်စွာချစ်ခင်သောမယားကိုဒီကဲ့သို့သင်္ကာမကင်းသည့်စိတ်ကန့်ကြီးလျင်စားကောင်းခြင်းမစားနိုင်အိတ်ကောင်းခြင်းမအိတ်နိုင်ရှိသဖြင့်တနည်းတခြားအသားရေဆုပ်ယုပ်ခြင်းဖြစ်၏တနည်းသနိုင်မောင်မြတ်သားသည်ဤကဲ့သို့အောက်မေ့၏ငါကမဖားဥအိမ်ကိုဥဖြူတို့လာရောက်ယုံများဖြင့်အကြောင်းမဲ့စိတ်ဒုက္ခရောက်လျက်ရှိသည်အကယ်အားဖြင့်ဥဖြူတို့သည်အရက်ကမိမများတွေ့ထင်ကြသည့်အတိုင်းမဖားဥနှင့်အိမ်တော်ပြုရန်ကြံရည်ရသည်သာမဖားဥထံသို့ဂျိန်ပန်များစွာလာသည်ဖြစ်မည် ဒီအတိုင်းမှန်ကန်ရင်လဲမမယ်မမတိတန်ဒီကြံပြည်လင်တနေ့တနေ့မမယ်မအာဤသို့မေ၏မမယ်မမမယ်မကမဖားဥထံသို့ မကြမကြသွားလေရှိသည်မဖားဥသည်ဥဖြူတုံနှင့်အိမ်ထောင်မီ ပြောကြသည့်အရာမမှန်သလားဟုမေ၏မမယ်မကလည်းမဖားဥနှင့်ဥဖြူတုံနေရာလုံးတို့တွင်ညီသူများအိမ်ထောင်လိုသောဆန္ဒမရှိမဖားဥစင်ရည်ဒီကိုတနာသောကြောင့်အိမ်ထောင်တွေကိုကြည့်ရှုလိုတော်လဲ ယခုအခါသူတို့နှစ်ယောက်ကိုတရားမင်းဆင်၍အောင်ကြတော်လဲစိတ်ကူးကြမည်မဟုတ်ဟုစကားတူတူဖြင့်ပြန်ပြော၏။မောင်မြတ်သာလဲရှေ့သို့ဆက်လက်မင်းမြန်လိုသောဆန္ဒရှိတော်လဲမိမိမယားမမယ်မကိုကြောက်ရွံ့ရင်းဖြစ်သည်ဖြင့်မမေဝင်ပဲတိတ်ဆိတ်စွာသာနေပြီလျင်ဤသို့တွေးတော်ပြန်၏။မမယ်မပြောသည့်စကားသည်အမှန်မင်းဖြစ်သည်။ဥပ္ပူတော်နှင့်မဖာဟုတို့တဦးနှင့်တဦးပြောဆိုနေတိုင်းကြသောအမှုရာသည်ချစ်ကြသည့်လက္ခဏာမပါ သို့တော်လည်းသူတစ်ပါးမကြမသိစေလိုသော အရာကို တိုင်ပင်ကြသည့်အရာမှာက မုတ်ချထင်ရှားသည်ဤကဲ့သို့သူတစ်ပါးမသိစေလိုသည့်အကြောင်းမှာလည်းအခြားကြောင်းမဟုတ်မောင်ရင်မောင်အကြောင်းသာလျှင်ဖြစ်မည်မောင်ရင်မောင်လည်းအနိနာတွင်ပင်ပုံအောင်လျက်ရှိမည်မမယ်မှာလည်းမောင်ရင်မောင်အနိနာတွင်ရှိကြောင်းသိ၍ပြေဆုံးရအောင်နေစဉ်မဖောက်ဥအိမ်သို့သွားရောက်သည့်မုတ်ချဖြစ်ရမည်ဥပြုတော့မလာမီကမမေမသည်မဖောက်ဥအိမ်သို့သွားသည်မရှိယခုဥပြုတော့လာမနေစဉ်သွားသည် ဤရာ၌မိမတို့မာယာထင်ရှားသည်တေဘုတ်ကိုဖြဲ့၍အင်းဆောက်လို့သည့်အရာမှလည်းမောင်ရင်မောင်တခါတရံလာလျင်လူသူမမြင်ရစေရန်ကြံရွယ်၍ဆောက်သည့်အရာဖြစ်သည်နောက်တစ်ကြိမ်ဥပ္ပဒုလာ၍ညအိလင်းအသေးချာတိရအောင်ငါချောင်းမြောင်း၍နားထောင်အံ့ဟုအကြံပြု၏လောက၌အကျင်လင်းနှင့်မရတွင်မရဖြစ်ကလည်းမိမိလင်ကိုတပါသောမိမနှင့်သင်္ကာမကင်းဖြစ်သည့်အရာလင်ဖြစ်ကလည်းမိမိမရကိုသူတပါနှင့်သင်္ကာမကင်းစိတ်လက်မချသည့်အရာများသည် ဒီကဲ့သို့သင်္ကမကင်းစိတ်လက်မချသူပုဂ္ဂိုလ်အားစိတ်ဤဆင်းရဲခြင်းကိုဤဆင်းရဲခြင်းဒုက္ခကိုပွားများစေတတ်၏ဒီကဲ့သို့ပွားများသောဒုက္ခဆင်းရဲသည်သာမင်ရမဟုတ်လူကောင်းစင်စစ်ဟုတ်မှန်လျက်နှင့်စိတ်ဓာတ်ယောဂါကဲ့ရောက်သည်ဖြင့်သူယူအဖြစ်သို့ရောက်၍လောကငရဲခံစားရပြီးတကဲ့သို့ရှိတတ်၏ယောက်ျားတစ်ပါးနှင့်ချစ်ကြယ်မှုသောမိန်းမမိန်းမတစ်ပါးနှင့်ချစ်ကြယ်မှုသောယောက်ျားနှင့်အိမ်တော်သူတို့သည်ဤဒုက္ခကို အခြားသူတို့ထက် တွေ့ကြင်လေ၏ မောင်မြတ်သာသည်မောင်ရင်မောင်မသိအသက်ရှိလျက်ရှိသည်ဟု၍မိမိစိတ်၌အထင်ရောက်သည်ကအစပြု၍မမေမကိုမယုံမကြည်ရှိပြီးလျှင်ညခါအေယာမလင်လဲမမေမသည်ထား၍သွားနိုးနေအခါ၌လဲတပါးသောအိမ်တွင်မောင်ရင်မောင်နှင့်ချင်းချဲ၍တွေ့ဆုံနိုးဖြင့်နေညာမပြတ်ဥပဒံကဲ့ရောက်သည်ဖြင့်အိမ်မပြောစားမဝင်ကိုစိတ်နှပ်ပါပင်လျှင် မချမ်းသာလွင်စွာဆင်းရဲသော လောကငရဲကိုခံစားရ၏ တော်နာများမကြမီဥပြိုတော့သည်တပြည့်သုံးယောက်နှင့်ရောက်လာပြီလျင်ခါတိုင်းကဲ့သို့ပင်မဖားဟုအိမ်တွင်တဲကိုနေထိုင်၏ညခါကြာရောက်ကာလနှစ်ယောက်သောတပြည့်တို့သည်လူငယ်တို့ဘာဝအရထဲသို့အလက်ပတ်သွားကြသဖြင့်ကြံတပြည့်တယောက်လည်းအိမ်ခလောက်ဆွဲတွင်အိမ်နေ၏ဥပြိုတော့လည်းဖရာပထိုးရှိကိုပူဇော်ပြီး၍မအိမ်မီတွင်မဖားဟုနှင့်ဖရာတရားအကြောင်းဟောပြောနေ၏ဒီကဲ့သို့ဟောပြောနေသည့်အတွင် ခလောက်ဆွဲတွင်အိမ်နေသောသူသည်ရုတ်တရက်လူလူဟု ဟေအောအိမ်ပေါ်မှခုံချပြေးလျင်လိုက်ထွက်ခါတွင်ကံအားလျက်စွာအလက်ပတ်သွားသောတပည့်နေရာတို့သည်လက်ပတ်ရာမှပြန်လာ၍အိမ်ဝင်ဝအနည်းသို့ရောက်ရှိသည်ဖြင့်လူလူအော်ဟစ်တန်ကြားသည်နှင့်တပြိုင်နက်ငါဖအုပ်ဝင်တွင်မှလူတယောက်ပြေး၍ထွက်လာသည်ကိုမြင်လျင်တယောက်သောသူကလက်ကိုရုတ်တရက်ဖက်၍နှိမ်ထား၏တယောက်ကလည်းကြောကိုထောင်းထု၎င်းနောက်လူလူဟုအော်သောသူရောက်လာပြန်လျင်လည်းကူညီထောင်းထုပြန်၏ ဒီကဲ့သို့ထောင်ထူသောတန်ကိုအရက်ကကြား၍မိွယ်များနှင့်လာရောက်ကြည့်ရှုရာတွင်မှမိမတအူးကအလိုလေးမောင်ရတာပါတံပါလွတ်လိုက်ပါအော်တော်လည်းမရမောင်ရတာအဖြစ်ကလူရကအင်ကိုအဘဲကြောင့်ခိုးရန်ချောင်းချောင်းရာသနည်းဆိုလျင်ထက်ကထက်ကထောင်ထူပြန်ရာဥဖြူတို့လာရောက်ဟဲ့လွတ်လိုက်ပါဆို၍လွတ်လိုက်မှမောင်ရတာသည်လူအမြင်မခံဝင်ရှာသည်ဖြင့်ဒဏ်ရာပြင်းထန်လာသောကြောင့်ကောင်းမွန်စွာမသွားနိုင်တော်လဲရင်ကရင်ကဖြင့်ဒိန်ဆောင်ထွက်ခွာသွားလေ၏ အခန်း24ကိုရင်မောင်အဝမျိုးမထွက်ခွာသွားသည့်နောက်အမိမသားဦးတို့နေထိုင်ရပုံမမေမမောင်မြတ်သားတို့နေထိုင်ဖြစ်ပြကြပုံမှစ၍မောင်မြတ်သားသည်မယားမမေမကိုသင်္ကာမကင်းမယုံမကြည်ရှိလျင်ကိုဤဆင်းရဲခြင်းစိတ်ဤဆင်းရဲခြင်းဖြစ်ပွားအတိဒုက္ခတွေ့ခြင်းရသည့်အကြောင်းများကိုအထက်ကပြဆိုခဲ့လေပြီရွှေဘုံမြို့တွင်မဆော့တင်မှစ၍အဘဝင်မင်းအမိဝင်ကြော်တို့အဖြစ်ပြက်ကိုယခုအနေငယ်များပြဆိုပေအောင်ဟန်ဤလောက၌ယောက်ျားနှင့်မိန်းမ ဓမ္မရာသဘောရခြေခင်ဆုံးမကြရာ၌ဤသူအချင်းမြတ်သာတာ၍ကြီးကျယ်ကြောင်းမှာရှိပညာရှိကဝိပုဂ္ဂိုလ်တို့ပင်လျင်တဦးနှင့်တဦးသဘောအယူဆမတူ क्वे လွဲလျက်ရှိကြသည်တချို့သောဆရာတို့ကမိမကြိုက်ကမျှော်လိုက်ကယောက်ျားကြိုက်ကစိုက်စိုက်လာဟုသောကြောင့်မိမဤအချင်းမြတ်သာထက်ယောက်ျား၏ချင်းမြတ်သာက ကဲလွန်သည်ဟု၍ပြဆိုသည်အချို့တို့ကလည်းမိမတို့အိန္ဒြေရွှေပေး၍မရဟု၍အဆိုးရှိသည်မိမတို့မှာက ထင်းတွေကိုစောင့်ထင်းရခြင်းကြောင့်အချစ်ကိုလူသူမသိရှိသည်အကယ်စင်တဲ့ကမိမာတို့အချစ်ကပိုလွင်သည်ဟု၍အယူရှိသည်အချို့ကလည်းမိမာနှင့်ယောက်ျားတွင်မိသူကမိသူထက်သာသည်ဟု၍မဆိုသာလူဤသဘောကိုသာလိုက်၍ဖြစ်သည်ဟု၍လည်းပြောဆိုရေးသားကြသည်မိမာနှင့်ယောက်ျားတွင်မိသူကအချစ်သာသည်ဟု၍ပင်ဆိုစေဤကဲ့သို့သောချစ်ချင်းမျိုး၌အသက်ရွယ်နုနယ်သူတို့ဤချစ်ချင်းသည် အသက်ရွယ်ကြီးရင်သောသူတို့ဤချစ်ချင်းတဲ့ စတဲ့တဘုံပို၍တာလွန်ကြောင်းမှာ မုတ်ချမှန်သည်စီစင်သောရေအာကြီးကဒါစီပိတ်ဆို၍မရနိုင်သည့်နေသူချစ်ချင်းအာကြီးကလည်းဒါစီပိတ်ဆို၍မရနိုင်အသက်အရွယ်ကြီးရင်သူတို့ဤချစ်ချင်းကချုပ်တီးနိုင်သည်ယောက်ျားငယ်မိန်းမငယ်တို့ကလေးချင်းဘာဝချစ်ကြကြလျင်လွန်စွာချုပ်တီးနိုင်ခဲ့သည်ကြိုက်လင်လည်းမရှက်ငိုက်လင်လည်းမရှက်ဟုသောရှေးပညာရှိတို့စကားသည်တငယ်တငယ်မတို့ချစ်ကြချင်းကိုရည်ရွယ်ဆိုခြင်းဖြစ်သည် ို့ဖြစ်သောကြောင့်အသက်18နှစ်အရွယ်များရှိသူအပြိုမင်းကလေးမဆော့တင်သည်မိမိနှင့်အရွယ်တူဟုဆိုအပ်သောမောင်ရင်မောင်နှင့်ချစ်ကြိုက်မိလျင်မောင်ရင်မောင်အားအထူးသဖြင့်ကြည်ကြည်အားထားသည့်အရာများကိုထူးခြားသည် မဆိုသာရခင်တခန်းတွင်ပြဆိုခဲ့သည့်အတိုင်းကိုရင်မောင်သည်မဆော့တင်နှင့်အိမ်တော်ဖက်ရန်ရရွာကိုပြန်၍မိဘတို့ထံခွင့်ပန်းချေအုံမီပြောဆိုထွက်သောသဖြင့်မဆော့တင်မျက်ရည်ဆက်လက်နှင့်ကြံရိုက်ခဲ့ပြီးသည့်နောက်တရားခံများကြားလိမ့်မည် ကိုရင်မောင်မှားထားသည့်အတိုင်းနေ့စဉ်နေ့စဉ်နေရကိုရွတ်ပြီးလျင်ယနေ့တွင်လည်းရက်ပေါင်းမြင်များရှိပြီဖြစ်၍ကိုဘိုးရင်လာရန်ရဲ့ရဲမြင်များလိုသေးသည်သာလျင်တွက်စစ်ကားနေဒီကဲ့သို့ရွတ်ရာမှတလစိရောက်လို့နေလျင်ကိုဘိုးရင်လာရောက်တော့မီလာကလည်းသူတို့ကမမြင်ရမီသူတို့ကအလျင်မြင်ရအောင်ဟုကြံပြီးလျင်မိမိအိမ်ခန်းတောင်ဘက် ပြတင်းဘောက်ကသာကိုရင်မောင်လာမည်လမ်းကိုနေထွက်နေဝင် နေစဉ်မပြတ်မျောရန်ရှာ၏ ဒီကဲ့သို့ပင်တလကနှစ်ရက်ခန့်ကြော်လင်လျင်မဇော့တင်သည်မိမငယ်တို့ဘာဝတွေ့တော်ဆင်ရင်ဒီမှာခီးသွားတို့မြည်ဒီမှာအခိုက်အခန့်မသိလျင်နှစ်ရက်တန်သည်သုံးရက်တန်သည်ကြံ့ကြာမြဲဖြစ်သည်ယနေ့မရောက်လျင်နှစ်ပြန်ရောက်လာလိမ့်မည်နှစ်ပြန်မရောက်လျင်လည်းတပတ်ကာရောက်လိမ့်မည်ကိုဘိုးရင်သည်ငါအားမုတ်ချဆုံမဲ့သည်ငါတို့လိန်လည်းမည်မဟုတ်ကိုဘိုးရင်မျက်နာတွင်လိန်လည်းတတ်သည့်လက္ခဏာမပါဟုအောက်မေ့ကိုဘိုးရင်ရှိစဉ်က ်ငါအားမြည်သည့်စကားကိုပြောဆိုဘူးသည်မြည်သို့ကြီးစေဘူးသည်များကိုလည်းအောက်မေ့ပြီလျင် ကိုစိတ်ကိုကိုဖြောင်းပြကားဖြင့်မျောလက်သားနေ၏တလကကိုတလခွဲခန့်ကြာရှိပြန်လျင်ကိုဘိုးရင်က မကြမ်းမမာရွတ်သားလျင်ချိန်ချက်သည့်နေရက်ကိုမလာနိုင်မရောက်နိုင်ရှိသည့်တွေးထင်မိပြန်သဖြင့်ပူဆွေးဒုက္ခကြည်လာသောကြောင့်ဝမ်းတွင်၌တကိုယ်တည်းမမျိုးမသိနိုင်ရှိလျင်အင်းတွင်နေထိုင်၍မိမိအားငယ်စဉ်ကလေးကထင်းချောင်းကျွေးမွေးလာသောမိမိအထင်း36နှစ်အရွယ်မိမတအူအားဤသို့ပြောကြားတိုင်နေ၏ မာကြီးမီကိုဘိုးရင်ဒီတလနဲ့ပြန်လာမည်ပြောဆိုသွားရာယခုကတလခွဲကြော်ရွေလဲပြန်မလာနိုင်ရှိနေသည်ကျမမှာစားရွေလဲမဝင်အိပ်ရွေလဲမပြောနိုင်ရှိနေသည်ဤတို့ကြံရမည်ကိုအကြံပေးစမ်းပါဆိုရင်မကြီးမီလဲငါတို့မငါတို့မအရေးကိုအတော်ကြည့်ရှုလျက်နေသည်အတော်အမတ်မတ်နေသည်မထင်နဲ့အတော်တို့လဲအတော်တို့အခါများကဤကဲ့သို့ပင်ကြိမ်ကြိုက်ခဲ့ဖို့သည်တို့ပြည့်ပြည့်မဆော့တင်စိတ်တွင်မြည်တို့ပူဆွေးသည်ကိုအတော်သိသည် နောက်ဆုံးကြာရောက်ကာလအတော်အကြံပေးမိယခုမှမောင်မိုးရင်သွားသည့်ခရီးနှင့် နိုင်စားသောရပောင်းများစွာကြံ့ကြသေးသည်မဟုတ်မကွေးမျိုးဆိုသည့်ခရီးသည်အတော်မင်းမြန်ကြီးအားဂုံတရံရေရတံလက်ရတံလှေရတံသွားရသည့်အပြင်ဆယ်ရက်15ရက်ခန့်သွားမှရောက်သည်အသွားပြန်ဆိုသောတလာခွဲ2လခန့်ကြာမည်မစိုးရိမ်နှင့်နောက်ဆုံးတနေ့ကျလျှင်အတော်ကိုယ်တိုင်သွား၍ခေါ်ပေးမည်ဟုဆို၏မစောတင်လဲအတော်မြို့တကြီးတမီးများသည်ကျမအားမနာလိုရှိသည် ုံမိမာများကရဲ့မိကိုစိုးရင်ရှောက်ကြောက်ပါသည်ဆိုလျင်မကြီးမီလည်းငါတို့မကိုကရဲ့လျင်ဒီမတို့လေပင်ကိုအတော်နင်း၍ပါကိုရိုက်မိဆို၏ဒုက္ခမဆော့ရင်သည်မကြီးမီအားငါနှင့်ကိုချင်းစာသူဖြစ်သည်သူကိုယ်တိုင်လည်းဤမူမျိုးတွေ့ကြင်ခဲ့ဘူးသည် သူကိုယ်ကငါအားကိုးလောက်သည်သူစကားကိုငါနားထောင်အံ့ဟုအကြံပြု၏တနေ့တနိုင်ဝင်းမင်းဥကြောက်ခဲ့သည်ညအိယာဝင်းတွင်ဝင်းကတော်နှင့်တိုင်မင်းသည်မှာဝင်းကတော်မောင်ဘိုးရင်သည်တလနှင့်ပြန်လာမည်ဆို၍သွားရာ ယခုကတလာခွဲရှိရမှမလာရှိနေသည်ဝင်ကြောတမီလဲအသာရေဆုပ်ရုပ်မျက်နာမသာရှိလာပြီကျွန်တော်ကမိန်ကလေးကိုလွန်စွာသနာသည်အစသာအရာရာတွင်ဝင်ကြောကအမိဖြစ်သည်နှင့်လျော်ညီစွာအားပေးပါကျွန်တော်ကကရုဏာအားကြည့်လာသောကြောင့်မိန်ကလေးမျက်နာကိုမျှမကြည့်ခြင်းအောင်ရှိသည်ကျွန်တော်သည်နန္ဒခင်ချင်းဝင်းအတွင်ဇင်ညာရှောက်တိုင်းပင်မိန်ကလေးသည်ပြတင်းဘောကတောင်သို့မျောနေသည်ကိုတွေ့မြင်ရသည်ညနေခင်းကြောက်ပြန်လင်လဲဤနည်းပင်မျောတော့သည် ။သမီးကလေးဒီကဲ့သို့မျှော်ဒီကိုမြင်ရရင်ကရုဏာအာကြည်လာသည်ဖြင့်ကျွန်ုပ်စိတ်နှလုံး၌မြားစွာမချမ်းမသာဖြစ်သောကြောင့်ယခုကဝင်းတွင်ကိုမြကျွန်ုပ်ဆင်း၍ဇင်ညာမလျှောက်ပြီဟုဆိုလျင်ဝင်ကြော်လဲဝင်းမင်းကျွန်ုပ်သည်အမတ်မတ်နေသည်ဝင်းမင်းထင်သလားဝင်းမင်းမှာအဘမျှဖြစ်သည်ကျွန်ုပ်မှာမဆော့တင်အမိဖြစ်သည်မိန်းကလေးသည်ယခုမှမောင်ဘိုးရင်ကိုမျှော်သည်မဟုတ်မောင်ဘိုးရင်သွား၍ရက်ပေါင်းအစိတ်ဆေးရောက်သည့်နေ့ကပင်စား၍ညှော်နေသည် ကျွန်ုပ်မှမောင်ဘိုးရင်မှာသွားသောတလားစိတ်ကုံ၍15ရက်ဆွန်းလျင်ရွှေမိလင်းငမတ်ကိုဆေလွတ်လိုက်သည်ငမတ်သည်ကိုနှင်လဲဆွေမျိုးတော်ဆက်သည်၎င်းမယားရွှေမိလဲကျွန်ုပ်ညီမတော်ပင်ဖြစ်သည်အသာသာရရာတွင်သူတို့ကိုချက်ချောက်ရန်အကြောင်းမရှိငမတ်သည်လိမ္မာရေးကြရှိသည်ခိုင်းလေရာရာ ပေါပေါရောက်ရောက်လဲရှိသည်အကယ်၍မောင်ဘိုးရင်လာလင်လဲလမ်းတွင်တွေ့ဆုံမိစေတော့မလာလင်းသခိုင်းမျိုးတောင်ပီလာဆရာတော်ကျောင်းသို့ရောက်သွား၍တရင်မေးပြီးလျင်ပြန်လာလိမ့်မည် ယခုနေ့ငမတ်လာရဲ့ဆေးရောက်သည်ယနေ့မလာလျင်နက်ပြန်ဆက်ဆက်ရောက်လာလိမ့်မည်ငမတ်နှင့်အတူလဲနောက်ပါလူနှစ်ယောက်ထဲလိုက်သည်ဆိုလျင်ဝင်းမင်းလဲဝင်းကတော်အားအမျော်မြင်ရှိသောမိမကောင်းပြပါပေသည်ဟုချီးမွမ်း၏အခန်း25နောက်တနေ့နန်းကြလျင်ဝင်းကတော်နှင့်တကွဝင်းမင်းပါမောင်မတ်ကိုမျှော်ကြ၏မစောတင်လဲမိမိမျှော်မြဲဖြစ်သောပြရင်ကမျှော်နေသည့်အတွင် တောင်ဆူဆူမှလူသုံးဦးလာကြသည်ကိုအဝေးကမြင်လျင် မောင်ဘိုးရင်ပါနိုးဖြင့်အသက်နှလုံးတုံလှုပ်လျက်ကြည့်ရှုရာ၏ဒီကဲ့သို့အတန်ကြာကြည့်ရှုရာမှမောင်ဘိုးရင်မပါကြောင်းကိုသိရှိသည့်ဖြင့်တယောက်သောသူကအခြားမဟုတ်မကြီးမီယောက်ျားမောင်မတ်ဖြစ်သည်ကိုမြင်လျင်မကြီးမီကိုအမြန်ခုံငင်မေးမြန်း၏မကြီးမီလည်းမြရင်ပေါကမျော်၍ကြည့်ရှုပြီးနောက်ဤသို့ပြော၏ဒူမမောင်ကြီးမကအခြားကိစ္စနှင့်တွားရသည်မဟုတ်မောင်ဘိုးရင်လာလျင်လည်းလမ်းတွင်တွေ့ဆုံစေတော့ မလာလင်လဲသကိုင်းမျိုးတောင်ပီလာဆရာတော်ဘုရားကျောင်းမှတရင်စကားကြားရစေတော့အကြံနှင့်သွားသည်ယခုမှမောင်ဘိုးရင်မပါတရင်စကားပါလာလိမ့်မည်ငါတို့မှစိတ်လက်မတမယာရှိမည်ဆိုသောကြောင့်အတော်အထက်ကမပြောပြသည်မြည်သည့်တရင်စကားပါလာသည်ကိုအတော်နားထောင်ကြည့်ဦးမည်ဆို၍အိမ်ဦးသို့သွား၏မဇော့တင်လဲညင်ဝဲစွာဆိုင်ငံ၍မနေနိုင်သဖြင့်မကြီးမီထွက်သွားလင်အိမ်ဦးကနှင့်ကက်လျက်ရှိသောအခန်းတစ်ခုအတွင်းသို့သွားရောက်ချောင်းချောင်းနားထောင်နေ၏မောင်မတ်လဲအိမ်ဦးကန်းသို့ရောက်၍ ဝင်းမင်းရှိတွင်ပင်ဝင်းကတော်ကမေးသည်ဖြင့်မောင်ဘိုးရင်နှင့်မတွေ့မဆုံခဲ့ရာကြောင်းမောင်ဘိုးရင်တရင်ကိုတောင်းပီလာဆရာတော်ကြောင်းဥပြုတို့ထာမဆာ၍ဆရာတော်ဖရာထံမေးရလဲကောင်းမှုဝန်စွာမပြောတရင်စကားဆို၍မြည်သည့်အရာများဒေချာစွာမရမရှိခဲ့ရာဤရှိဘုံမျိုးကအပြန်တွင်မောင်ဘိုးရင်ကြောင်းတို့ဝင်ရောက်သွားကြောင်းများတော့သာကျောင်းသားကလေးတို့ပြောပြသိရှိခဲ့ရာကြောင်းကျွန်တော်မျိုးပြန်ပြီးနေရတွင်မှဥပြုတို့ကကျွန်တော်မျိုးကိုပြန်ခေါ်ပြီးလျှင်မြည်သည့်အကြောင်းကြောင့်မောင်ဘိုးရင်တရင်ကိုသိလိုသည်လဲမေးတော့ကြောင်း ျွန်တော်မျိုးကမဆော့တင်ကိစ္စအကြောင်းပြောပြမှဒီအတိုင်းမှန်ကဝင်းမင်းနဲ့ဖြစ်စေဝင်းကတော်နဲ့ဖြစ်စေတွေ့ဆုံတိုင်းမင်းလိုသည်ငါကအုံမင်းမဆန်း၍ရွှေဘုံမျိုးတို့မလာမရောက်နိုင်ကြောင်းဝင်းမင်းနဲ့တကွဝင်းကတော်တို့ကိုရှောက်ထားလိုက်ပါမှာကြလိုက်ကြောင်းများနှင့်ပြော၏ထိုစကားကိုဝင်းမင်းကြားလျင်ဝင်းကတော်ဥဖြူတို့ကအကြောင်းထူးရှိ၍သာလျင်မှာသည်ကျွန်ုပ်မှာကမင်းမူရန်ဖြစ်၍မသွားနိုင်သည့်တကြောင်ဤအကြောင်းနှင့်ကျွန်ုပ်သွား၍လည်းမတင်လျော်ဝင်ကတော်နှင့်ဆိုင်သောအလုပ်ဖြစ်၍ဝင်ကတော်သွားမှတင်လျော်မည် တိုင်းပင်လိုသည့်စကားလည်းသူတကမသိမကြအပ်သောစကားဖြစ်ဖြစ်သာငမတ်ကိုစကားအုပ်စုံမပြောလိုက်ပဲကျွန်တို့နှစ်ယောက်ကိုမှားသည်နေကောင်းရတာကိုရွေးပြီးလျင်အမြန်သွားပါလိဥပြုတော်နေတော်ကဆရာတော်ဘုရားထံလျှောက်ထားရန်အလွာစီကုန်းရေးသား၍ကျွန်ုပ်ပေးလိုက်မည်ဆို၏ဝင်ကတော်လည်းကောင်းလာပါပြီဤအမှု၌ကျွန်ုပ်သွားမသာပြစီမည်နောက်လိုက်နောက်ပါလူ၅ယောက်၆ယောက်ခန့်နှင့်မိမအဖော်တယောက်ပါလျင်တော်လောက်ပြီဟုဆိုပြီးလျင်ဝင်ကတော်လည်းတပါးသို့ထားသွား၏ မဇော်တင်လည်းမိမိချောင်းမြောင်းနားထောင်နေသောအခါမှမိမိအခန်းသို့ရွှေပြောင်းနေထိုင်၏ထို့နောက်တက္ကနာများကြာ၍မာကြီးမိဝင်ရောက်လာပြီလင်သတင်းစကားများကိုပြောပြမိအပြုတွင်မဇော်တင်ကမပြောပါနှင့်တော့မာကြီးမိကျမအလဲခန်းကနားထောင်သောကြောင့်အကုန်အစင်ကြားသိရလေပြီစကိုင်းမျိုးတို့မေမေနှင့်အတူကျမလည်းလိုက်မိမာကြီးမိပါလိုက်ခဲ့ပါဆို၏မာကြီးမိလည်းအံအားသင်းလျက်အတန်းကြာနေပြီးသည့်နောက်ငါတို့မှလိုက်၍လျော်မလျော်မိထို့ပြင်လည်းဝင်ကြော်ကခေါ်ကောင်းမှခေါ်မည်ဟုပြန်၍ပြောသည့်အတွင်း စကားအဆက်မရမပြတ်သေးမီဝင်ကြော်သည်ဝင်ရောက်လာ၏ဝင်ကြော်လည်းအကြောင်းမျိုးမျိုးကိုမဇော့တင်မတိသေးထင်သောကြောင့်တိုက်ရိုက်ပြောပြလျင်မဇော့တင်စိတ်မချမ်းမသာရှိမည်ဆိုသည်ဖြင့်သူဝိုက်ကပြောမှသိမိကြံပြလျင်ဤကဲ့သို့ဆို၏မိမိပြောမည်မဇော့မောင်ဘိုးရင်သည်တလားနှင့်ပြန်လာမည်ပြောဆိုသောအရာယခုနှစ်လနီး၍လည်းပြန်မလာရှိနေသည်တကိုင်းမျိုးတောင်ပီလာကြောင်းတော်တို့မိမိသွားရောက်တရင်မိချေအုံမီဆိုလျင်မဇော့တင်ကမိမိသွားလျင်ကျမလည်းလိုက်မိပြော၏ ဝင်ကြော်ကလည်းအတန်ငယ်တွေဝေ၍စဉ်စားဆင်ခြင်နေပြီးနောက်သမီးသမီးလိုက်၍တင်တော်မီမထင်ရရွာကကဲ့ရဲ့ပြစ်တင်လိုက်နီအမေအမြန်သွား၍အမြန်ပြန်ခဲ့ပါမည်ငါသမီးမှာရွှေမင်းနဲ့အတူကောင်းမွန်စွာပျော်ပျော်နေရဟုဆို၏မဇော့တင်လည်းမေမေလူများကဲ့ရဲ့မည်ဆိုသည့်စကားမှာမဟုတ်ပါနေပြီးတော့အမရဗုဒ္ဓမြို့ရွှေဝါတော်မြတ်အောက်သွားမည်တရင်လွင်၍မေမေသွားတော်မည်သူသိပါမည်နီတော်ရီမဟုတ်တောင်ပြလာစီရတော်သည်ဘေဘေနှင့်တင်ငယ်ချင်းကြောင်းနေပဲဖြစ်သည် ယခုဆရာတော်ဖြစ်၍တောင်ပီလာကျောင်းကိုအစိုးရတော်မူသောကြောင့်ဆရာတော်မှာကြရာဖေဖေမသွားနိုင်၍မိမိသွားသည်ဆိုသောမြေသူတိပါမည်နီမိမိသွားလျင်တမိပါမည်ဖြစ်သည်ဂျမမပါလျင်သာသူရကာတဏိတဘုံတွေ့ထင်ရန်ရှိပါသည်ဂျမပါလျင်အမိသွားရာတမိပါသောကြောင့်လူသူကဲ့ရဲ့မည်မဟုတ်ပါထို့ပြင်လည်းမိမိသွားလျင်ရက်ပေါင်း20 25ရက်မြတ်ကြံ့ကြပါလိမ့်မည်ဒီကဲ့သို့ကြံကြာနေသည့်အတွင်အနီးနီးအဖုံဖုံစိတ်ကူးတိုင်းတွေ့တော်ပြီလျှင်မျော်ရသည့်ဇောနှင့် ကျမလွန်စွာဒုက္ခရောက်ပါလိမ့်မည်။ကြာလျင်သေကောင်းသေရပါလိမ့်မည်။စေပြောက်လက်ပြောက်စေအေးလက်အေးရှိအောင်ကျမလိုက်ပရစေဆိုရင်ဝင်ကြော်လဲငါသမီးအဘထံအမေခွန်းပန်အုံးမီသူခွန်းပြုလျင်လိုက်ပေတော့ဆိုပြီးလျင်ဝင်မင်းထံသွားရောက်ပြောဆိုရာဝင်မင်းကဤသို့ပြန်ပြော၏သမီးကလေးသည်စေတသယောဂါကဲ့ရောက်လျက်ရှိသည်ကြာမြင့်လျင်ယောဂါကြီးပွားကအဒီဒုက္ခယောက်ျားလက်မြေကိုကျွန်ုပ်စိုးရင်သည်တို့ပြေ၍စိတ်ပြေလက်ပြေခေါ်၍သွားတော့တင့်လျော်လိမ့်မည် ို့ပြင်လဲဒေါခီတောလန်းဆိုဒီမှာဓမြင့်မြင့်တတ်သည်စိတ်ကူးမလွဲနှင်ခေါ်ရိပ်သာသွားပါလေဆိုဤတို့အကြောင်းကိုအမိဝင်ကတော်ပြန်၍ပြောတော့ကမက်ဆော့တွင်ကြားသည့်လျင်လွင်စွာဝမ်းမြောက်ဝမ်းသာရှိသည်ဖြင့်လွင်ကတော်15ရက်ခန့်ကစ၍ကိုကိုကိုမပြုတ်မပြင်းမဖြီမလိန်အစအစာမှလည်းကောင်းဝင်စွာမစားမသောက်ရှိရာထိုနေ့က၃ရက်လေကာလရက်ကောင်းအခါရသည်ဆိုလျင်အစအစာကောင်းဝင်စွာစားတော့မိမိကိုယ်ကိုယ်လည်းအနေငယ်မြရှိကားတဲ့ပြုပြင်ဖြီးလိမ့်ဤဒုံနေကကို၃ရက်ဆေးရောက်လျင် လက်ခုနစီယောက်ျားအစီကံ15ယောက်ခန့်မိမအစီကံကြီးငယ်3ယောက်ခန့်တို့နှင့်မဆော့တင်တို့တာမီဒီရွှေဘုံမြို့မှသခိုင်းမြို့သို့ထွက်ခွာသွားကြ၏ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးဂျင်းစလာကျော်ဤမောင်ရင်မောင်မတ်မဲမဝတ္ထုစာအုပ်ကိုအပိုင်းရှိနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနာဆင်ခံစားပေးကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းကိုမှပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ ားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ပုံပြတင်ပါခင်ဗျာ